ြန်မာနောဝချန်နယ်ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလာကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာအကသောရေးသားထားတဲ့စုံတီချီဥပဒါနဲ့ပောက်ကရဆက်အိဇလာအပိုင်းနှစ်ကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဒီလူတွေလည်းဟမ်းမမထင်ပါဘူးကွာ။ ကျုပ်တို့ရဲ့အခြေအနေကကာယုတ်တမြင်ရရဆွေးရတော့မဲ့အခြေမဟုတ်လားနေစားကြီးရဲ့အေးပါဒါဖြစ်လဲပြီးတာပါပဲဆယ်ပြားကြီးဒီဟာဆရာကြီးတွေကိုနေရာထိုင်ခင်းပေးပြီးတော့မှအဲ့ခံထားလိုက်ငါစာဖတ်နေတာမပြီးသေးလို့ပြတ်တက်လာအောင်ပဲအကွက်ကျုပ်တို့ရဲ့အင်ကြီးအရှိကကိုပြစ်မှာနေရာချပေးတယ်ဗျကိုပြစ်ဘေးမှာမိဘုံကြီးဖို့ထားတဲ့အပြင်ခြံထဲမှာလည်းကရင်စင်မီတိုင်းကြီးတွေထုံးထားသေးတယ်ကိုပြေပေါ်မှာလက်လက်နဲ့ခိုင်ထားကြတဲ့သူတွေကထိုင်ပြီးတော့မှဝမ်းခွဲစားတော့နေကြတာဗျ။ ကျွတ်တို့ထားလိုက်တော့ဒီလူတွေကကျွတ်တို့အထင်သေးတဲ့အချစ်တွေနဲ့ချစ်နေကြတယ်။ကျွတ်တို့ပေါ်ရိုရိုကျူကျူရှိတာဆိုလို့မကန်ဆိုတဲ့လူတယောက်ပဲရှိတာဗျ။ကိုပြစ်ပေါ်မှာဇဝဲဝိုင်းတဲသေးလေးခင်ပြီးတော့ထမင်းတွေဘာတွေပြင့်မိတယ်။ညာ၈နာရီလောက်ရှိပြီဆိုတော့လေကျွတ်တို့လည်းဆဆာနဲ့ထမင်းစားလိုက်ကြတာပေါ့။ဆယ်ပြားအရက်တော့နေမောက်ကန်ရဘဲရဆန်ကုန်မြေလူတွေကိုခေါ်ချလာတာလေ။ထမင်းကျုံနေတဲ့ကျုံတောင်မှာလန့်သွားမိတယ်။ ဒီဒီလိုတော့မပြောရနဲ့ကိုစေပြရာဥပဒါအထက်လန်းတော့မဟုတ်ဘူးကမင်းကငါမလိန်ချင်ပါဘူးငါကဆုံးကွာဒီခါစေပြဆိုတဲ့လူကမျက်နှာမဲလိုက်ပြီးတော့ကဲတိတ်ရမဟုတ်လားမောက်ကဒီလူကြီးကဆုံးတဲ့မင်းကတော့မဟုတ်တာကြီးကိုခေါ်ချလာပြန်ပြီဟေ့ဟိုဗျဆုံးဖြစ်ဖြစ်ကဝေဖြစ်ဖြစ်ကျွတ်တို့မှာကြုံနေတဲ့ခက်ခဲကိုဖြည့်ရှင်းပေးနိုင်ပြီးပြီပဲမဟုတ်ဘူးလားဗျဆုံးကဘာတက်မှာတော့ ငါတို့ပြင်ခဲ့တဲ့အထက်လန်းဆရာကြီးတွေအောင်လန်းဆရာကြီးတွေနဲမမနေတော့တာကိုတခါပြေဘက်ကခိုင်းဆရာကြီးကိုတော့မှပြေးလိုက်သေးတယ်မဟုတ်လားကွာတခိုင်းလုံးဆင်းလာပြီးဝိုင်းတိုက်တာတော့မှမနိုင်လို့ပြင်ပြသွားကြတာလေကွာအခုဒီလူတွေကိုကြည့်ရတာလည်းဟန်မမထင်ပါဘူးကွာဆယ်ပြားကကျုပ်တို့အနာကတ်လာပြီးတော့ဘိုင်းခမရလို့စားတော့ပြီးတော့ပြန်တော့နောက်မှထပ်မပြေးနဲ့အခုကလေးကပြေးလိုက်တော့ဗျဆယ်ပြားအဲ့လိုပြောပြီးရှိတော့ဘေးနားလူတွေကလည်းဝိုင်းကြတယ် ကျောက်ဆိုထမင်းပကံကိုလက်နဲ့စောင့်ချလိုက်တာဥပဒါကျုပ်ကိုလက်ခပြတယ်မောကရင်မင်းတို့ထမင်းဝိုင်းကဟင်းတွေတော့စုံပါရဲ့ဒါပေမဲ့တို့စရာလုံးနေတယ်အကွတောင်းဝန်ပါတယ်ဆရာကြီးရဲ့ကျုပ်တို့လည်းအလှဉ်လုံနေတော့တေချာမပြေစင်လိုက်ရလို့ပါတို့စရာမရှိခမရလက်ချောက်ဖြတ်ပြီးပြန်တို့လိဗျာဆယ်ပြားဆိုတဲ့လူတော့ကျုပ်လက်သီးနေကြီးထထိုးချင်နေတာဗျဥပဒါခေါင်းတင်းငိမ့်နေအေးလီတို့စရာမရှိရှေ့အောင်လုံးအောင်ပါပေါ့ ။ဥပဒါအင်းကြီးအိတ်ကက်ထဲကိုလှမ်းနှက်လိုက်တာ။သခွားသည်အစိတ်လိုအစိတ်ရှိရှိလေးတွေထွက်လာတယ်။အဲ့ဒီအစိတ်လေးတွေကိုမကရင်မဲ့ထဲလှမ်းပေးတယ်။ရော့မကအဲ့ဒီသခွားစိတ်လေးတွေကိုဟော့ဟော့နာတစက်မြအောင်မှာသွားဆိုင်ထားလိုက်။ရေလဲတိတ်ချလောင်းငယ်နော်။ဟုတ်ပြီလား။ဥပဒါပညာပြောက်တော့မယ်ဆိုတာကြုံသိနေပြီဗျ။မကန်ကအကြောင်းအအံ့နဲ့ထသွားပြီးတော့မြေကြီးတွေ့တူလို့သခွားစိတ်လေးတွေထည့်လိုက်တယ်။ပြီးတော့ရေဦးရရရေတဖလားခတ်ပြီးလောင်းနေဗျ။ ဆယ်ပြားတို့ကတော့ရီကျဲကျဲနဲ့ဆုံကျင့်နေကြတာပေါ့။ဘာလဲဘိုင်။လမ်းရောင်အောက်မှာတစ်ပင်ဆိုင်မလို့လားဗျ။ဘင်းနာနဲ့ကတိကဖဲပြောလိုက်ရီလိုက် လုံနေကြတာဗျ။တက်မိကြခဲ့မှာပဲ။တခွားစီလေးတွေစိုက်ထားတဲ့နေရာကနေအစိအညောင်းတွေထွက်လာတယ်။တခွားပင်တွေကမျက်စိရှိမှတည်းချက်ချင်းကြီးထွက်လာပြီးတော့အိန္ဒိယကိုဖတ်တတ်ကုန်ပါရော။ဒီတော့မှဟိုလူတွေလည်းမျက်လုံးပြုတ်ကုန်နေ။တခွားပင်ကအပွင့်တွေထွက်ပြီးတော့တဖြည်းဖြည်းနဲ့တခွားသီးတွေတီးကုန်ကြပါလိမ့်ရော။ တခွားတည်းရတိတ်တော့မကြည့်ဘူးဗျတမန်တော်တထွားလောက်ပဲရှိတာမောက်ကဲဆိုရင်တခွားပင်နိုင်ရက်ပြီးတော့မျက်လုံးပြူမျက်စံပြူဖြစ်နေပြီကဲမောက်ကဲကြီးငပိရင်နဲ့တို့စားရအောင်တခွားတည်းတွေခွေုပ်လာခဲ့စမ်းမောက်ကန်ကစကားဝိုင်းကလေးတစ်ခုနဲ့တခွားတည်း15လုံးလောက်ကိုကူးလာတယ်အဲ့ဒီတခွားတည်းတွေကိုဇဝဲပေါ်ချပစ်လိုက်တာနဲ့ဥပဒါကမောက်ကန်တခွားတည်းတွေကောက်မကောက်မြေကြီးစမ်းမအောင်ကွာမောက်ကန်ကတခွားတည်းတစ်တောင်ကိုယူပြီးတော့မှကိုက်ထစ်လိုက်တယ် ။ဗဇက်သေးထင်တော့တော့တခွာသေးပဲဗျ။ကြိုက်ထိတ်လိုက်တော့မှသူ့ရဲ့လက်ညှိုးကြီးဖြစ်နေတာ။မောက်ကန်တယောက်တအားအားနဲ့អော်တော့တာပဲ။ဥပဒါတော့ရည်ကျဲကျဲနဲ့မင်းတော့တခွာသေးကခန်းတာလေမောက်ကန်ရ။ဘယ်နဲ့ကို့လက်ညှိုးကိုကိုက်ရတာတော့။မောက်ကန်ကနောက်တစ်လောက်កောက်ပြီးထက်ကြိုက်တယ်။កောက်လိုက်တော့ကတော့တခွာသေးပဲဗျ။ကလိုက်တော့မှသူ့ရဲ့လက်ညှိုးကြီးဖြစ်သွားတာ။ဘေးနာကကြည့်နေတဲ့ဆယ်ပြားတို့လည်းမဝင့်မရဲတွေဖြစ်ကုန်နေပြ။ဆယ်ပြားအနားကပ်လာပြီးတော့ စကားရေရသခွားသည်တထောင်ကိုကောက်လိုက်တယ်။ပြီးတော့သခွားသည်ကိုဗဇက်တဲထည့်ပြီးတချူချူနဲ့ကြိုက်ွားပြတယ်။တွေ့တယ်မဟုတ်လားမောက်ကရ။သခွားသည်ပါကွ။ဆယ်ပြားစားတော့လေသခွားသည်အစ်စ်ဖြစ်နေတယ်ဗျာ။ဆယ်ပြားဥပဒါအောင်ဘာတိုက်နိုင်သေးလဲဆိုတဲ့အချိနဲ့ကြည့်ပြီးတော့သခွားသည်တလုံးလုံးကိုကောင်းအောင်ဝါးစားပြစ်လိုက်တာဗျာ။တွေ့လားဗိုက်။ခမရသူတို့ပဲလှည့်စားလို့ရမယ်။ချက်ကိုလှည့်စားလို့မရဘူးဗျာ။ဆယ်ပြားကြီးမင်းရဲ့လက်ညှိုးကိုမင်းပြက်ချိလိုက်စမ်းမအောင်ကွာ။ ဆယ်ပြားငုံကြည့်လိုက်တော့သူ့လက်ညှိုးမရှိတော့ဘူးအရင်ကနေဓာတ်နဲ့အခုတ်ခံရရသလိုရတိပြက်ပြက်နေတာဆယ်ပြားလည်းမျိုးလုံးပြူမျက်စယ်ပြူပြီးတော့အမှုတွေဘာတွေပြေသွားတယ်ထင်တယ်ဟာခမရခမရရဲ့ကြုတ်ကိုဘယ်လိုလုံးလိုက်ကြလဲဗျမင်းမဲလက်ညှိုးကိုတို့စရာလုံဆောက်စို့ကွာအခုမင်းရဲ့လက်ညှိုးကိုမင်းမဲဆပြစ်လိုက်တာကုံသွားပြီလေကွာဆယ်ပြားတော်တော်ဒေါသထွက်သွားတယ်ခမရခမရကိုကြုတ်တက်ပြစ်မယ်မောင်ကန်ကဝင်တားရတယ်ဗျာ ဆက်ပြားမကန်ကိုတွန်းထုတ်လိုက်ပြီးတော့သူ့ကြောမှာလွယ်ထားတဲ့ငှက်ကြီးတောင်ဓာတ်ကိုဆွဲထုတ်လိုက်တယ်။ငှက်ကြီးတောင်ဓာတ်ကြီးကမြင့်မြောင်ကိုသွေးထတာဗျ။မင်းအောင်အောက်မှာဓာသားကြီးကဝင်လက်နေတာပဲ။ဆက်ပြားအနာကပ်လာပြီ။ဒီမဲ့ဆုံးကြီးကြောက်လောက်ကိုခမားဖြတ်တဲ့အတွက်ခမားဆက်ကိုကျုပ်ပြဖြတ်ပြမယ်။ဆက်ပြားကဓာတ်ကြီးကိုအတကုံဆွဲပြီးခုံမဲ့လဲလှုပ်ရောငှက်ကြီးတောင်ဓာတ်ကြီးကအဝိဇ္ဇာပစိုးစာကြီးလို ပြုတ်စီပြီးဖင်းကိုလဲကျသွားခဲ့တယ်။ဆယ်ပြားလဲအပ်အော် ကြည့်နေတဲ့လူတွေအကောင်လုံးကလည်းဟာကနေဟင်ငင်းနဲ့ဖြစ်သွားကြတယ်ဗျ။ဆယ်ပြားပျောက်တွဲကြနေတဲ့ဓာသောကိုလက်နက်ကပြီးပြတ်ထောင်နေ။ဓာသောကထောင်မလာတဲ့ပြင်လက်ထဲမှာပါပျောက်ဤကြနေပါရော။ဥပဒါကတော့အေးအေးလူလူပဲဗျ။ရင်းနေတစ်ခွက်မှုတ်တောက်လိုက်ရင်ကမင်းကငါ့ကိုမကြောက်ပေမဲ့မင်းရဲ့ဓာတော့ငါ့ကိုကြောက်သွားပြီ ఓ ကွာ။ဆယ်ပြားအခုချိန်ထိဇဲမလျှော့သေးဘူးဗျ။သူ့လူတွေဘက်ကိုလှည့်လိုက်ပြီးတော့ဟဲ့ဟုန်နေဒီဆုံးထိကြီးကိုဝတ်တက်လိုက်ကြစမ်း။ လမ်းနဲ့ကင်ထားတဲ့သူတွေကကြောင်ကျင့်နေကြတယ်။ဟေ့ကောင်တွေဘာလုပ်နေကြလဲ။ငါအမေပေးနေရလေကွာ။ဒီတော့မှလူငါးယောက်လောက်ပြေးလာခဲ့ကြတယ်။လှန်ရှည်ကြီးတွေနဲ့ဥပဒါကြီးစီကိုလှန့်ချင်လိုက်ကြတယ်။ဒီအချိန်မှာပဲလှန်ညူးတွေအကုန်လုံးပြုတ်တဲကြကုန်တယ်။ဆယ်ပြားဒေါသတွေအတော်ထွက်ပြီးတော့လူတယောက်စီကိုဖြူသွားတယ်။အဲ့ဒီလူရဲ့လက်ထဲမှာဒူးလေးကင်ထားတာဗျ။ဒူးလေးကိုမျက်နှာတက်ပြီးဥပဒါကိုထိုးချင်လိုက်တယ်။လက်ညိုးကပြက်နေတော့မောက်ခလုတ်ကိုဆွဲလို့မရအောင် နောက်လိုက်တစ်ဖက်နဲ့ပြောင်းဝင်ပြီးတော့မှပြစ်ထစ်လိုက်တာဒူးလေးများကဥပဒါရဲ့နှစ်ဖူးတဲ့တော့ကိုပြတ်တန်းလာပြီးတော့ဥပဒါနဲ့တဒောင်းလောက်အကွာကိုရောက်တော့သုံးမလေးတပွေးဖြစ်ပြီးထမင်းစဝဲပေါ်ကိုပြုတ်ကျလာခဲ့တော့တယ်ဂျီရောမှအာလုံးဖြုံသွားကြတာဗျဆယ်ပြားလဲဒူးလေးကြီးကိုပြစ်ချပြီးငိုင်ကြသွားခဲ့တယ်ကျုပ်ကျုပ်မှားပါတယ်ဆရာကြီးအားကျုပ်ဆရာကြီးကိုစော်ကားခဲ့မိပါတယ်ဗျာကျုပ်ကိုခွတ်လို့ပေးပါဗျာအေးပါဆယ်ပြားရာငါမင်းကိုခွတ်လို့ပြီးသားပါကွာ မင်းရဲ့လက်ညှိုးကလည်းတကယ်ပြတ်သွားတာမဟုတ်ပါဘူး။ဟာဟိုတခွားပင်မှာသွားရှာကြည့်။အဲ့ဒီမှာမင်းရဲ့လက်ညှိုးရှိတယ်။ဆယ်ပြားလဲကြောက်ကြောက်လန့်လန့်နဲ့တခွားပင်စီပြေးပါလေရော။တခွားသီးတွေကြားထဲမှာဟိုဟိုဒီဒီရှာနေတယ်ဗျ။ဘယ်မှာလဲကြောက်လက်ချောင်းတခွားသီးတစ်လုံးသာခူးလာခဲ့စမ်းပါကွာ။ဆယ်ပြားကတခွားသီးတစ်လုံးခူးပြီးတော့ဥပဒါကိုပေးလိုက်တယ်။ဥပဒါကဆယ်ပြားရဲ့လက်နဲ့တခွားသီးကိုစုပ်ကန်ခံလိုက်တယ်။ပြီးတော့ဆယ်ပြားရဲ့လက်ကိုသူ့ရဲ့လက်နဲ့အုပ်ပြီးအောင်ဖွဆိုပြီးလှုပ်ထည့်လိုက်တာ။ လက်ထဲဆုပ်ထားတဲ့သခွားတီပြောက်ပြီးတော့ဆေပြားရဲ့လက်ညှိုးကနေရာမှပြေရောက်နေတယ်ဗျ။ဥပဒါကတော့တဟဲဟဲနဲ့ရှိရင်လှည့်စားခြင်းဆိုတာဆုံးပညာထဲမှာတစိ့တစ်ပိုင်းပါတယ်ကွ။တကယ်ပညာတက်ရင်မင်းတို့လူတစုလောက်ကိုမပြောနဲ့။မြို့ကြီးတစ်မြို့ရွာတရွာအောင်မှလှည့်စားလို့ရတယ်ကွ။ကဲပြောစမ်း။အရင်ကလာတဲ့ဆရာကြီးတွေဒါမျိုးလုံးနေလားကွ။မလုံးနိုင်ပါဘူးဆရာကြီးရာ။ဆရာကြီးကိုကျွန်တော်တို့အခုယုံသွားပါပြီ။ ဟိုလူတွေအကုန်ဥပဇာကိုထိုင်ပြီးကြောကြတယ်။ဥပဇာတကွက်ပြလိုက်တာဟိုလူတွေအကုန်တုံဆင်းလာကြတော့တာပဲ။ဥပဇာလက်ပြောက်တစ်ချက်တီးလိုက်တော့တခွားပင်ကြီးလည်းပြောက်တခွားသူတွေလည်းအကုန်ပြက်ကုန်နေပြ။ခမားရဲ့ပညာအစွမ်းကတော့အဲ့မခံမှပဲဗျ။ဒီအချိန်နေစားကြီးကအိန္ဒိယနဲ့ထွက်လာတယ်ဗျ။လက်ဆက်သက်တော့ခမားစေပြောက်ကိုပညာဆန်းခိုင်းထားတော့ဘူး။တမျိုးတော့မထင်မှနဲ့ဗျ။ ကျုပ်တို့မှာဆရာလုံးတွေဆရာညာတွေကြီးနေပဲတွေ့ရလို့လို့ဒီလိုဆက်တက်လိုက်မိတာပါဥပဒါကစိတ်ဆိုးနေပုံရတယ်ဗျဘယ်မလဲတရဲ၆တဲ့အိမ်အဲ့ဒီအိမ်ကတရဲကိုရှင်းပြနိုင်မယ်ဆိုရင်2000ပေးမယ်လို့မောင်ကန်းကပြောတယ်ဥပဒါထေတို့ကြီးပြောချလိုက်တယ်ကျုပ်ကဈေးလေးပါလေနည်းနည်းတိုးတောက်မလို့ဟောင်းဒေသားကြီးကရင်မောင်းင်းက2000မဟုတ်ဘူးဗျတကယ်လို့ဒါတရဲတွေအကုန်နှိမ်ပေးလိုက်မယ်ဆိုရင်9000လည်းပေးနိုင်ပါတယ် ကျုံနဲ့အကူတော့ပြောနဲ့တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ကျုပ်စီမှာအကူတယောက်ရှိတယ်။သူကမင်းသားတစ်ပါးရဲ့အထင်းတော်ကြီးပေါ့။ဒီပေါ်ပင်နတ်တက်ခါလေးမင်းသားတွေအကောလုံးကိုဖမ်းဆီးတက်ပြတ်လိုက်တော့အကူကစိတ်နာပြီးတော့ရတနာဘုံနေပြည်တော်ကနေဆွတ်ခွာပြေးလို့ဒီနေရာကိုရောက်လာခဲ့တာ။အဲ့ဒီအိမ်ကြီးကကျုပ်အကူဆောက်ခဲ့တဲ့အိမ်ကြီးပဲ။အကူကြီးဆုံးသွားတာနှစ်ပေါင်း90မကကျော်နေပြီ။ဒီတော့အမွေဆိုတာအောက်ကိုစုံစင်းနေဆိုတဲ့ထုံးစံအတိုင်းကျုပ်ကဒီအိမ်ကြီးကိုအမွေရခဲ့တယ်ပေါ့ဗျာ။ ကျောက်ကအင်ညိုတစ်ချက်မွှေ့ကြည့်ပြီးတော့တီပေါ်မင်းခိခရေကဆောက်ခဲ့တဲ့အိမ်ကလည်းအစ်စ်တိုင်းမဲ့နော်ဟာငါတို့ပြောနေတဲ့အရာဒီအိမ်မဟုတ်ဘူးကွာတရေချောက်တဲ့အိမ်ကြီးကိုပြောနေတာမသိပါဘူးဗျာကျောက်ကဒီအိမ်မှလို့အကိုကြီးရဲ့အိမ်ထဲမှာ မကောင်းဆိုးကဝိညာဉ်တွေရှိနေတယ်အဲ့ဒီအိမ်ထဲမှာညာအိမ်ဖို့မပြောနဲ့နေခဲ့ပတ်တာဘယ်သူမှကြားကြမနေရဘူးကိုလိုနီခေတ်တခြားလို့အဲ့ဒီအိမ်ကြီးမှာလူနေဖို့စူးစမ်းခဲ့ကြတယ် တရုတ်သည်ကိုအယုံကြည်မရှိပါဘူးဆိုတဲ့အင်္ဂလိပ်တွေတော့မနေရကြဘူးဒီလိုနဲ့ဂျပန်တွေဝင်လာတော့အဲ့ဒီအိမ်ကြီးမှာ ကေဘေတာရုပ်ဖွင့်မှုစူးစမ်းခဲ့သေးတယ်။၃ရက်မကြာခင်မှာပဲတေးတဲ့လူအသေးယူတဲ့လူအယူပြီးတော့မှထပ်ပြေးခဲ့ကြရတာပဲအိမ်ကြီးကတော်တော်ဆုတ်ဆုတ်ပဲဗျအဲ့ဒီအိမ်ကြီးကိုအဝင်ရကြတဲ့ကျွတ်တို့ချိန်မချရသေးပါဘူးဗျခမားတို့စွမ်းနေဆိုရင်တော့ဒီအိမ်ကြီးကိုရှင်းလင်းပြကြပါခမားတို့အောင်မြင်မယ်ဆိုရင်လူတလောက်ပြီးနိုင်ပါတယ် ကောင်းပြီလေကျုပ်တို့စမ်းကြည့်ရမှာပေါ့ဒါပေမဲ့တခုတော့ရှိတယ်ခမားတို့ကျုပ်ကိုဂရိတခုတော့ပေးရမယ်အဲ့ဒီအိမ်ကြီးတွေကဘယ်ပြစ်စည်းဦးမှာကျုပ်ကိုအသိမပေးဘဲယူမသွားပါဘူးဆိုတယ်ဂရိကြည့်ရတာတော့ဒီအိမ်ကြီးထဲမှာအဖို့တန်ပြစ်စည်းတွေရှိနေတယ်ထင်မှတာမန်လူအတွက်တော့အဖို့မတန်ပေမဲ့ကျုပ်ကိုရဲ့အငွေပြစ်စည်းတွေမို့ကျုပ်အတွက်အဖို့မဖြတ်နိုင်အောင်တတ်ပါတယ်ကောင်းပါပြီကျုပ်တို့အခုပဲသွားကြတာပေါ့မောက်ကရင် သူတို့ကမြင်းလေးနဲ့လိုက်ပို့လိုက်စမ်းပါကွာဆေပြမြင်းလေးသူတို့နဲ့လိုက်သွားပြကျွန်တော်လိုက်သွားတော့ဒီအိမ်ရဲ့လုံခြုံရေးနေစားကြီးရဲ့လုံခြုံရေးကိုဘယ်သူကဦးစီးမှာလဲဗျဒီလောက်လူတွေများတာပဲဆေပြရဲ့မင်းဘာမှပူစရာမလိုပါဘူးကွာသူတို့နဲ့သာလိုက်သွားသူတို့လူရေးကုညီပေးလိုက်ကြလားဆေပြဆိုတဲ့လူလဲလက်ချင်မရဘူးဗျဟိုကတစ်ချက်လို့အမိတ်ပေးလိုက်တော့မှ तू ကလက်ခံလိုက်ရတာကျွတ်တို့ထမယ်လဲလို့ရော် ငယ်စားကြီးကမြုံမင်းတို့သုံးယောက်ထရာတယောက်ဒီမှာနေခဲ့ရမယ်ဒီကဥပဒါကကျုပ်ကိုလှည့်ကြည့်ပြီးတော့အလကောင်မင်းနေခဲ့ဟာကျုပ်မနေခဲ့ချင်ပါဘူးဗျာကျုပ်ဥပဒါနဲ့လိုက်မယ်နေခဲ့စမ်းမှာအလကောင်ရဒီလောက်တော့ငါအေးဆေးဆေးပါကွာတော့ပြောငါနဲ့လိုက်ခဲ့ကျုပ်ကမနေချင်ဘူးဗျဥပဒါကဘလို့တွေလုံမလဲဆိုတော့ကိုမြင်ချင်သေးတယ်ဒါမဲ့ဥပဒါကနေဆိုတော့လဲနေလိုက်ရုံပေါ့ မောက်ကန်ကမြင်းလဲတစည်းဖြင့်ပြီးတော့ဥပဒါတို့ကိုတင်ခေါ်သွားတယ်။ကျုပ်ကတော့မင်းလေးတယောက်ကဥဆောင်ပြီးတော့ဂိုရောင်ကြီးတစ်ခုတည်းကိုခေါ်သွားတယ်။ဂိုရောင်ကြီးကတက်သားတွေနဲ့စောက်ထားတာဗျ။အထဲမှာနှစ်ထက်ရှိတယ်။အောက်ထပ်မှာတော့ဆန်အိတ်တွေပဲအိတ်တွေထားထားတယ်။အပေါ်ထပ်မှာတော့အခန်းတွေရှိတယ်ဗျ။အဲ့ဒီတွေကအခန်းတစ်ခန်းကိုဖွင့်ပြီးတော့ကျုပ်ကိုခေါ်သွားတယ်။အခန်းထဲမှာဂရီတစ်လုံးရဲ့ဖက်မင်းရဲ့တစ်လုံးရလွဲလို့ဘာမှကိုမရှိဘူး။မင်းကလေးကပြတ်ထောက်သွားပြီးတော့ကျုပ်ကိုတစ်ချက်ကြည့်နေသေးတယ်ဗျ။ တို့ကြီးကတမျိုးကြီးပဲပြီးတော့မှအခန်းပြင်ကိုထွက်သွားတော့တာကျုပ်ဘာမှလုံးစရာမရှိတော့အဲ့ုံပေါ့အခန်းထဲမှာပရင်းပေါက်တစ်ခုပဲရှိတယ်ဗျပရင်းပေါက်ကိုထောက်ဖွင့်တော့လဲဖွင့်လို့လုံးဝမရဘူးနောက်ဆုံးကြက်ရမရလာနဲ့ဂရင်မော်လှဲ့အိတ်ချလိုက်တယ်အင်ကြီးရဲ့အပေါ်ထက်ဆက်နိုင်ကြီးက9နိုင်ထိုးတဲ့အတန်ကိုကြားလိုက်ရတယ်ဗျခရီးပန်းလာတာဆိုတော့ခေါင်းချလိုက်တာနဲ့တကြိုးတည်းအိပ်ပျော်သွားခဲ့ပါရောအင်းတို့ကျုပ်အသက်ရှူချက်သွားတယ်လို့ခံစားလိုက်ရတယ်ဗျ လမ်းပြန်ပြီးမျိုးလုံးဖွေးကြည့်လိုက်တော့မင်းကလေးတယောက်ကကြုံနားမှာရောက်နေတယ်ဗျကြုံအမလဲလို့ရောဒီမင်းကလေးကကြုံရဲ့ပါးစပ်ကိုသူ့ရဲ့လက်နဲ့အတင်းပိတ်ထည့်လိုက်တယ်ကြုံမျက်နှာအနားကိုတိုးကပ်ပြီးတော့တူတို့နေစမ်းပါရှင်ကြုံခေါင်းကြီးပြလိုက်မှသူကပါးစပ်ကိုဖွင့်မိတာဗျခမ ्या ဘယ်သူလဲဘာဖြစ်လို့ညာနဲ့တကောင်ကြီးကြုံခန်းထဲကိုဝင်လာခဲ့ရလဲခမ ्या ကြုံကိုမဟုတ်တာလုံးဝမကျန်းနဲ့နော်အမေရှင်ရများကြုံနေပြန်မှသေးတယ် စိတ်ချရှေ့ကိုဘာမှမလုပ်ဘူးဘာမှမလုပ်ဘူးလဲပြောသေးတယ်ဘာဖြစ်လို့အတန်းခတ်တူတူပြောနေရတာလဲဗျဒမဲရှင်နဲ့ပါလာတဲ့လူတွေအကုန်ဒုက္ခရောက်ကုန်တော့မယ်ရှေ့ဘာလဲဘာဖြစ်လို့ဒုက္ခရောက်အောင်မလဲဒီဆက်အိမ်ကြီးကတာမန်တရေချောက်တဲ့အိမ်ကြီးတလုံးမဟုတ်ဘူးရှေ့တာမန်တရေချောက်တာမဟုတ်ဘူးဆိုတော့ special တရေချောက်တာများလားရှင်ဟာလေတိတ်ကိုပော့ပြက်ပြက်နိုင်တာပဲကျမအတီးပြောနေတာ ဒီဆန်အိန္ဒိယနန်းရင်းမော်ဆရာကြီးကိုတိုင်တိဆောက်ပါတဲ့ပောက်ကရဆန်အိန္ဒိပဲနမင်ရလဲပောက်ကရတယ်လားဗျာပောက်ကရဆောက်ထားလို့ပောက်ကရဆန်အိန္ဒိလို့များခေါ်တာလားကျမပြောတာဒါအတားနားအောင်စားမှရှေ့မန္တလေးရတနာဘုံနန်းရင်းမှာဥဒိပ္ပလို့အမိရတဲ့မော်ဆရာကြီးတယောက်ရှိတယ်ရှင်တကယ်တော့ဥဒိပ္ပကဘာမှမဟုတ်ဘူးရှင်းပြအမော်ဆရာကြီးပဲသူကမင်းတို့မင်းကြီးလက်ထက်မှာအနီးကပ်တာဝယ်ထမ်းဆောင်ပေးခဲ့ရတာသူ့မှာတားနှစ်ယောက်ရှိတယ် ။တာကြီးကတော့တိတ်ပလို့ခေါ်တယ်။တာငင်ကတော့စိတ်တာတဲ့။တိတ်ပစိတ်တာထိပ်ပါတဲ့။နေမရီကလည်းကာရဲ့ညီလိုက်တာတော့။ဦးတိတ်ပကသူ့တက်တဲ့မော့ပညာတွေကိုတာနှစ်ယောက်စီကိုလက်စစ်ကန်ခဲ့တယ်။အကိုကြီးတိတ်ပအဖေ့ပညာအမွေကိုအကိုစီလက်ခံရရှိခဲ့တယ်။ညီဖြစ်တဲ့စိတ်တာတော့အကိုဖြစ်သူရဲ့ပညာတဝက်လောက်ကိုပဲရရှိခဲ့တယ်။ငန်းထဲမှာခစားနေတဲ့လူတွေဆိုတော့လေမင်းကြီးမင်းသားတွေစီမှာဆက်ပြီးခစားတာ။ အကိုကြီးတိတ်ပါ30မင်းသားကြီးရဲ့အနီးပါမှာအကြံပေးအဖြစ်ခစားရတယ်။စိတ်တော့စင်ဗျူမရှင်မိဖုရားကြီးရဲ့အနားမှာခစားရပြီးတော့မကြခင်တီပေါ်မင်းသားအနားမှာအလုတ်ကြီးပြူရတယ်။ဒီလူတွေလည်းရာဇဝင်နေနဲ့ဦးမင်းတော်မင်းကြီးနေရဆန်ကဒီမှာစင်ဗျူမရှင်ကမင်းသားမင်းသမီး40ကျော်ကိုဖမ်းဆီးခဲ့တယ်။ဦးတိတ်ပါ30မင်းသားကိုမတော်ဘူးတားပေမဲ့30မင်းသားကတားမရပဲလိုက်သွားခဲ့တာ။ဒီလိုနဲ့မင်းတော်မင်းကြီးတည်သွားတဲ့အခါ တိုင်းရင်ပြည်ရဲ့အခြေအနေမဟန်တော့တာနဲ့အဖမ်းခံနိုင်ရတဲ့30မင်းသားကိုသွားခဲ့တယ်။ဒါပေမဲ့ညီဖြစ်သူစိတ်တော်ကထောင်ချောက်စီမီဖမ်းလို့30မင်းသားကိုမကယ်နိုင်နဲ့ပြည်ဦးသိပ်ပါကိုရိုင်းကိုလို့ယုံပြီးထွက်ပြေးလာခဲ့ရတယ်။ဒီလိုနဲ့အောက်ပြည်အောက်ရွာကိုဆင်းလာပြီးတော့ဟော်ဒီတစောင်းနိုင်ရွာကြီးမှာအင်ကြီးဆောက်လို့နေခဲ့လေတယ်။သူဆောက်ခဲ့တဲ့အင်ကြီးကိုပောက်ကရဆန်းအင်းလို့အမည်ပေးခဲ့တယ်။ဟာအဲ့ဒါဥပဒါတော်သွားတဲ့အင်ကြီးပေါ့။ဟုတ်တယ်။ပောက်ကရဆိုတာ အောင်နိုင်သူမရှိလို့အထိပ္ပယ်ရတယ်။ဦးသိပ္ပါဒီအိမ်ကြီးကိုဆောက်ခဲ့တယ်ဆိုတာအကြောင်းပဲမဟုတ်ဘူး။ဒီအိမ်ကြီးထဲမှာသူ့အဖေဦးသိပ္ပါရဲ့ပညာတွေနန်းစဉ်ရတနာတွေရှိသေးတယ်။ဒီအိမ်ကြီးကိုမလိုတဲ့သူတွေလာမှဆိုလို့လောကီပညာတွေနဲ့စီရင်ပြီးတော့ခန့်တက်ကြီးတစ်ဖွဲ့ဆောက်လုပ်ခဲ့တာပဲ။ခုနကနေစားကြီးပြောပါတယ်ဗျ။အဲ့ဒီအိမ်ကြီးကအင်္ဂလိပ်တွေဂျပန်တွေတောင်မှကတ်လို့မရဘူးလို့ကြားတယ်။အဲ့ဒီနေစားကြီးဆိုတာတခြားသူမဟုတ်ဘူး။ဦးစိတ်တာပဲ။ ဦးစိတ်တာတီပေါ်မီရဲ့လက်ထက်မှာနဲ့တနေအစားပြီးခင်ရတယ်။ဒါကြောင့်လည်းအခုထိသူ့ကိုယ်သူနေစားလို့ခေါ်နေတာ။တကယ်တော့သူ့ပိုင်နဲ့နေဆိုတာလည်းမရှိတော့ဘူး။သူ့ရဲ့အသက်ကလည်းအနှစ်150ကျော်နေပြီ။ဒါကြောင့်နေစားကြီးရဲ့ရုပ်ရည်ကတော်တော်အိုမင်းနေတာကို။အဲ့ဒီအိမ်ကြီးကိုဦးသိပ်ပါကိုလိုနီလက်ရတော်ကမြမောင်မှုလက်ရတော်ဝဲနဲ့ဆောက်လုပ်ခဲ့တာ။အိမ်ကြီးကနှစ်ဆောင်မြိုက်ဆက်အိမ်ကြီးပဲ။ဦးသိပ်ပါပျောက်ခွေပြီးတဲ့နောက်မှာတော့ ဗမာပြည်အရရက်ကလော်ကီဆရာတွေကဒီအင်ကြီးတွေကိုဝန်ထမ်းမှုအတွက်စူးစမ်းခဲ့ကြတယ်။ဒါမဲ့ဘသူမှဒီအင်ကြီးတွေကြကြမနေနိုင်မဲထွက်ပြေးကြရလို့အင်ကြီးကိုဆရာမနိုင်နှစ်ဆောင်မြိုင်လို့ခေါ်တွင်ခဲ့ကြတယ်။ဒီရကလေးကလည်းအဲ့ဒီနှစ်ဆောင်မြိုင်ဆက်အင်ကြီးကိုအစွဲပြုတ်ပြီးတော့နှစ်ဆောင်မြိုင်ရွာလို့အမိတွင်နေတယ်ဆိုပါတော့ခမရကျုပ်ကိုဒါတွေလာပြောနေတာဘာအတွက်လဲဗျ။ရှစ်လူတွေကိုစိတ်ပူလို့ပါ။တကယ်လို့ရှစ်လူတွေကဒီအင်ကြီးကိုနိုင်သွားခဲ့တယ်ဆိုရင်လေ မကောင်းတာတွေပဲဖြစ်လာလိမ့်မယ်ဘယ်လိုမကောင်းတာတွေဖြစ်လာမှာလဲကြအဲ့ဒီအိမ်ကြီးထဲမှာအလွန်အဖိုးတန်တဲ့မှောင်ဝင်ဗရံများကြီးတစ်လုံးရှိတယ်အဲ့ဒီဗရံများကြီးကမကောင်းတဲ့လူတွေရဲ့လက်ထက်ကိုရောက်သွားမယ်ဆိုရင်မတွင်းဝင်စရာတွေဖြစ်လာလိမ့်မယ်ဒါကြောင့်လဲကျမရှင်တို့လိုစရာတွေကိုတားမြစ်နေရတာပဲတားမြားတဲ့စရာတွေကိုလည်းအနှောက်ရှက်အမျိုးမျိုးပေးပြီးတော့ပွက်ပြက်အောင်စီးပအောင်ကြံစီခဲ့လို့စရာတွေအကုန်လုံးပြေကုန်ကြရတာပဲအခုရှင်တို့လိုအပ်နေတဲ့ငွေကိုကျမပေးမယ် ရှင်တို့ပြေးကြပါတော့ရှင်ဒီချိန်အခန်းတကာဝုန်းငနဲ့ဖွင့်သွားတယ်အခန်းထဲကိုနေစားကြီးဦးစိတ်တာနဲ့သူ့လူတွေဝင်ရောက်လာခဲ့တယ်ဦးစိတ်တာရဲ့မျိုးလုံးတွေကဒေါသကိုတွေတက်ပြီးတော့မီးတွေလောင်ကျွမ်းတယ်လို့မျိုးအလေးအောင်တွေထွက်နေပါလေရောဟင်တမီးမိုက်လက်ဆက်သက်တော့ညင်ဟာတစ္ဆာဖောက်နေတော့ကိုဟဲ့မိန်းကလေးကကျုပ်ဘေးနားကိုတူးကပ်လာတယ်ဗျကျုပ်ကလည်းရောင်ရမ်းပြီးသူ့လက်ကလေးကိုဆွဲထားမိတယ်ထိတ်ထားနေငါ့ပေါ်ဒီလိုလုံးရတယ်ပေါ့ ဟုတ်လားဟုတ်တယ်ဖေအဖေကိုမကောင်းတဲ့လမ်းကြောင်းမလျှောက်စေချင်ဘူးဒါကြောင့်တမီးအတန်တန်တားနေရတာပါတော်စားနေဒီအချောင်းဘလောက်တိလို့ငွေတားနေရတာလဲအခုတော့ပေါ့ပြီညီရဲ့လောရက်တွေပေါ့ပြီညီ့ကိုအရှိမထောင်းညီ့ကိုငါတတ်မယ်ဟဲ့ဦးစိတ်သားလက်တဖက်မြှောက်လိုက်တာသူ့အင်းကြီးလက်ထရနဲ့တထွာလောက်ရှိတဲ့အမင်းအောင်ပိတ်စလေးတစ်ခုဟာဖြက်ခနဲ့ပြတ်ထွက်လာတယ်ညံလိုက်တာမှပြုံးမနေနဲ့ထိတ်သားဆိုတဲ့မင်းကလေးကလည်း အဲ့ဒီပိတ်ဆာကိုလက်ညှိုးနဲ့ထိုးထက်လိုက်တာပိတ်ဆာကလမ်းကြောင်းလဲသွားပြီးတော့ဘီနာကကိုတော်နေရင်ကြီးကိုထိလို့ဝုံငနဲ့ပေါက်ွဲထွက်သွားခဲ့တယ်ပေါက်ွဲသွားတယ်ဆိုပေမဲ့တက်တူတစ္ဆာတွေမထွက်ပဲနဲ့ကိုတော်နေရင်ကြီးကပြပြတ်သွားတာဗျနေရမှာအပေါက်ကြီးတစ်ခုအဖြစ်ကျန်နေခဲ့လေရောထိတ်ထားကကျုပ်ရဲ့လက်ကိုဆွဲပြီးတော့အဲ့ဒီအပေါက်ကြီးတွေကနေအောက်ကိုခုန်ချလိုက်လေတယ်ကျုပ်ဖြစ်အသေးကိုအေးသွားတာပဲဗျာမြေပေါ်မကျခင်မှာပဲထိတ်ထားစင်းမြုပ်ကလေးတစ်ခုကိုမြေပေါ်ပြစ်ချလိုက်တာ မြင်းနဲ့အထည်ရဆိုရင်ပဲမြင်းလူကြီးတကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ကျုပ်တို့ပြုတ်ကြတော့မြင်းဘော်ကိုကြတာဗျ။ရှစ်မြင်းစစ်တက်လား။အဲ့ရှင်လောင်းလေတော့တော့တခါစီးမှုတယ်။ဒုက္ခပါပဲရှင်။ကဲပါကျမပဲစီးမယ်။ရှင်အနောက်ကနေလိုက်။ထိတ်ထားရှော့ကနေမြင်းကုန်းကြီးဘော်ကိုလှည့်တက်သွားတယ်။ကျုပ်ကမြင်းဖင်နားမှာကုန်းကုန်းကြီးဗျ။ထိတ်ထားမြင်းဆက်ကိုစောင့်ဆဲလိုက်တော့မြင်းကြီးကပြေးထွက်သွားခဲ့တယ်။ကျုပ်ကမြင်းပေါ်မှာမကြောက်အသက်ကိုအာယူပြီးဖတ်ထားရတာပေါ့ ပြေးပြီဟဲ့ဟောကောင်နဲ့ပြေးပြီလိုက်ကြဟဦးစိတ်တရဲ့အတန်အော်အော်ကြီးကိုကြောက်လိုက်ရတယ်ဗျမင်းမျိုးကြီးကခြံစည်းရိုးပေါ်ကိုလွှားကနေကြော်တက်သွားပြီးတော့ကားလမအတိုင်းပြေးပါလေရောညနေတကောင်ဆိုတော့ကားလမမှာကားအသွားလားလူအသွားလားမရှိတော့ဘူးဗျကြောက်လဲမြင်းမော်ကနေမကြောက်အောင်ကုတ်ဖက်ပြီးထိတ်ထားရဲ့အနောက်မှာထားလိုက်ခဲ့လေတယ်ထိတ်ထားရဲ့ခါကိုလက်နဲ့အသာဖက်ထက်လိုက်တော့ဗောဟင်ရှစ်ရှစ်ဘာလို့လာလဲဟိုလီ မြင်းမွာပြုတ်ကြမှာစိုးလို့ပါကြောက်ကကြောက်တတ်တယ်အပြဟဲ့ဟဲ့ရှေသူများဒုက္ခရောက်နေတဲ့အချိန်မှာအသားယူနေတာတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးဗျာဒီလိုတည်ရင်ရှိရင်ဖြစ်နေတဲ့အချိန်မှာအသားယူစီရလားဗျထိတ်ထားရဲ့ခါကတေးသေးကြည်ကြည်လေးဗျလူကနန်းနဲ့နောင်နောင်လေးဆိုပေမဲ့စိတ်တက်ကတော့တော်တော်မားတဲ့မင်းကလေးဗျမြင်းစင်းနေတော့အနောက်ကနေတေဝဝီအတန်ညူတွေမြည်ပြီးတော့ထမင်ကြီးတွေလေတဲ့လွင့်လာသလိုမျိုးအဝိဇ္ဇာတွေလွင့်ထွက်လာခဲ့တယ် ဟိုနောက်မှာထမိန်မြန်ကြီးတွေလာပြီဗျ။အဲ့ဒါထမိန်မြန်တွေမဟုတ်ဘူး။အဖေရဲ့အစေပါမိစ္ဆာကောင်ကြီးတွေပဲ။မိစ္ဆာကောင်ကြီးတွေကလည်းကြောက်ကြည့်တော့ထမိန်ကြီးတွေလိုပဲဗျ။သူတို့ကလေဘွားပြန်လိုက်လာကြတာဆိုတော့မြန်တယ်။ကျုပ်တို့ရဲ့ခေါင်းပေါ်မှာဟိုဘက်ဝဲလိုက်ဒီဘက်ဝဲလိုက်နဲ့ပြန်နေကြတာ။ကျုပ်တို့ရဲ့ခေါင်းပေါ်ကိုရှေ့ကနေရှေ့ကနေအတန်ကြီးတွေမြည်ပြီးတော့မီလုံကြီးတွေပြစ်ချလိုက်တယ်။ထိတ်ထားမြင်းကိုဟိုဘက်ရှောင်လိုက်ဒီဘက်ရင်းလိုက်နဲ့မောင်းလို့တာအဲ့ဒီမီးလုံးကြီးတွေမထိတာဗျ။ မြေပေါ်ကိုကျသွားတဲ့မြေလုံးကြီးတွေကမြို့တွေတဟုံဟုံထထောက်ပြီးကျန်နေခဲ့ပါရောရှင်ကျမထမင်ကြားတဲ့ကိုနှိုက်လိုက်ဗျာခမရဘာပြောလိုက်တယ်နှိုက်ဆိုနှိုက်လိုက်စမ်းပါရှင်ဒီဒီချင်းကြောင့်မလုံးဝတော့မလားရှင်ဘာလို့ရှောက်တွေးနေရလဲကျမထမင်အထက်စင်ကြားတဲ့ကိုနှိုက်မှသာနှိုက်လိုက်စမ်းပါကဲဒါဆိုရင်လည်းနှိုက်ပြီဗျာကျုပ်လည်းနှိုက်ရတော့လေဗျအဲ့ဒီကပျော်စီစီနဲ့ အထဲမှာအဆင့်လေးတွေပါတဲ့အရာတစ်ခုကိုဆက်မိတယ်။တွေ့လား။အဲ့တွေ့တယ်။အဆင့်လေးလည်းပါတဲ့ဘာကြီးလည်းမသိဘူး။အဲ့ဒါကိုဆွဲထုတ်လိုက်။သူပြောတဲ့အတိုင်းဆွဲထုတ်လိုက်တော့မှအိတ်ရှုံလေးတစ်ခုဖြစ်နေတယ်ဗျ။ဂရီဘာသားနဲ့ချုပ်ထားတဲ့အိတ်လေး။အဲ့ဒီအိတ်ထဲမှာဆေးလုံးလေးတွေရှိတယ်။အဲ့ဒီဆေးလုံးလေးတွေကိုထုတ်လိုက်။အိတ်ထဲကဆေးလုံးမဲမဲလေးတစ်လုံးကိုထုတ်လိုက်ရတယ်။အဲ့ဒီဆေးလုံးလေးကအစွဲနေဘာတွေရှိတဲ့ဆေးလုံးဖြစ်မယ်ဗျ။ဒါနဲ့ကြုတ်လေ။ ဆေးလုံးလေးကိုပါဇက်ထက်ပတ်ထည့်ပြီးတော့တွေးနဲ့မျိုးချလိုက်ရတယ်။ဆေးလုံးမဲမဲလေးတွေတွေ့တယ်မဟုတ်လား။အဲ့ဒါမီးတောက်ဆေးလို့ခေါ်တယ်။ဟိုကောင်တွေကိုအဲ့ဒီဆေးလုံးနဲ့ပောက်တော့ဟင်။ဆေးလုံးကတောက်ရတာမဟုတ်ဘူးလား။မတောက်ရဘူးပြစ်ရတာ။တောက်တိတ်တဲ့။ဟာဗျာကျုပ်ကျုပ်တောက်လိုက်ပြီဗျာ။ရှင်ရတော့ပြဿနာပဲ။ကျုပ်ကျုပ်တည်တော့မလား။သူပြောတော့မှကြုတ်ရင်မက်တွေပုတ်ပြီးမိစားနဲ့ထိုးသလိုဖြစ်လာတယ်မတည်သေးပါဘူး ဒီဆေးတွေကချက်ချင်းမသိဘူးဒီလိုလို့အဲ့ဒီအိတ်ကလေးတွေကအပြာရောင်ဆေးလို့ရှာအဲ့ဒါဖြည့်စေးပဲကျုပ်လည်းအိတ်ရှုပ်လေးကိုဖွင့်ပြီးတော့မှပြူပြဲရှာရတယ်တော်သေးတာပေါ့လိုင်းအောင်ရှိပြီလို့မကြခင်အပြာရောင်ဆေးလုံးလေးတစ်လုံးကိုတွေ့လိုက်ရတယ်ဖြည့်စေးဆိုတာနဲ့ကျုပ်လည်းဗစက်သေးကိုပတ်ထည့်လိုက်တယ်တွေ့ပြီလားဖြည့်စေးစားထည့်လိုက်ပြီကြဟာအဲ့ဒီဆေးကလည်းစားရတာမဟုတ်ဘူးညခေါင်းပေါက်မှာတိတ်ပြီးတော့ခုနကမီးတောင်ဆေးရဲ့အာနိသင်တွေကိုစောက်ထုတ်ရတာ ရှီဟာလေးမမင်းမဆန်းနဲ့တိတ်လို့တာပဲအောင်မလေးဗျာကျောက်ပိုက်ထဲမှာဂွေခွန်းနဲ့ရေတွေစင်းစင်းနေသလိုခံစားရတယ်ဗျကျောက်တည်တော့မှလားမသိပါဘူးဗျာဒီလောင်းလေးတော့မသေးသေးဘူးအဲ့ဒီအိတ်ထဲကဆေးတောင်တွေတစ်ခုကိုရှာလိုက်ကျောက်လက်တွေတုံလာတယ်ဒါနဲ့အိတ်ကလေးကိုလက်ဖွားထဲမှောက်တော့ချပြီးတော့အထက်ကဆေးတောင်လေးကိုရှာတယ်အိတ်ကလေးထဲမှာဆေးတောင်လေးတွေဆေးလုံးလေးတွေ၄၅ချောင်းလောက်ရှိတယ်ဗျတွေ့လားတွေ့တွေ့တယ်ပြောလေတွေ့တွေ့တယ်ဗျ ပြောနေတော့မှပဲမြင်ရတစ်ချက်ခုံလိုက်လို့စောင့်ကြသွားတယ်။ဇေလုံးလေးတွေထည့်ထားတဲ့လက်ကထိတ်ထားရဲ့ကြောကုန်းနဲ့တိုက်မိပြီးတော့လက်ထရဇေလုံးလေးတွေကိုဗဇက်ထဲပတ်ထည့်လိုက်သလိုဖြစ်သွားတယ်။အကောင်နဲ့ရောက်သွားတော့ဗဇက်ကလည်းရောင်ရမ်းပြီးမျိုးချလိုက်မိတာပေါ့။အဲ့ဒီဆေးတောင်ကလေးကိုနှစ်ဖူးမှတင်လိုက်။ဆေးတောင်တထောင်မှမရှိတော့ဘူးဗျ။ဟင်။ဘာဖြစ်လို့လဲ။ခုနကဗဇက်ထဲအကုန်ဝင်သွားပြီ။ဟောတော့ဒုက္ခပါပဲရှင်။ရှင်တော့ဒီတစ်ခါတင်ဖို့ကြိတ်နေသွားပြီ။ ကျွန်တော်နဲ့ကျုပ်ရဲ့ဘိုက်ထဲမှာဝန်းထမ်းတွေကျင်းနေတော့တာပဲလေချီတက်တယ်လို့ဖြစ်ချင်လာလို့လေချီတက်ထက်လိုက်တာဗစက်ထက်ရမီးလုံးကြီးတွေတဝပုံနဲ့ထွက်ကုန်တယ်မီးလုံးကြီးတစ်ခုကလေပေါ်ပြန်လာတဲ့ထမင်ကြီးတစ်ခုကိုထိမိပြီးတော့ထမင်ကြီးကမီးလောင်လို့ပြုတ်ကျသွားခဲ့တယ်ရှစ်ရှစ်ဘယ်လိုလုံးလိုက်တာလဲကျုပ်လည်းလေချီတက်လာတာနဲ့အေးအေးပြောရင်ရင်ဘတ်တဲ့အော်ဂလီဆက်လာတယ်ဗစက်ဖွင့်ပြီးထိုးအံ့ချလိုက်တာဗစက်ထက်ရနဲ့အပြာရောင်ဆက်လုံးတွေတိုးထွက်လာပြီးတော့ ဟုတ်ခုံဒီခုံနဲ့ခုံထွက်လာတယ်ဗျ။အဲ့ဒီအလုံးကြီးတစ်လုံးကမြေပြင်ကိုထောက်ပြီးမိုးဘုတ်ကိုခုံတက်သွားတာ။ညောက်တက်ထမင်းကြီးတစ်ထည်နဲ့ထိပ်ပြီးဝုန်းငနဲပောက်ခွဲထွက်သွားတယ်။ထိတ်ထားတော့ကျုပ်ရဲ့လိုရက်ကိုချစ်ပြီးတရုံအော့အော်နေတာ။ကျုပ်ကတော့နေထိုင်မကောင်းတာပဲသိပါတယ်ဗျ။ဒီလိုနဲ့ထမင်းနှစ်ထည်ပျောက်သွားပြီးညောက်တက်ထမင်းကြီးတွေထပ်ပြန်လာတယ်။တရုံလှုပ်လိုက်တဲ့မြေလုံးကြီးကဒီတစ်ခါမြင်းရဲ့တင်မကိုထိသွားတယ်ဗျ။နားတဲ့စီကနဲ့အတန်ကြီးကြားလိုက်ရတော့ ထိတ်ထရော့ကျုပ်ပါလေးဘော့ကိုဂျွန့်ပြတ်တက်သွားတယ်။နှစ်ယောက်စလုံးအရှိနာမြေပြင်ကိုခွေကြကြသွားခဲ့တယ်ပေါ့ဗျာ။ပြန်ကုန်းထားလိုက်တဲ့အချိန်မှာထမင်ကြီးတွေကကျွတ်တို့ခေါင်းပေါက်မှာပြန်ဝင်နေတယ်ဗျ။ချက်ကောင်လောက်နီးနီးကိုရှိမယ်။ခုနကနှစ်ကောင်တော့မင်းနဲ့တက်ယူရတာ။အခုဟာချက်ကောင်ဆိုတော့ကျွတ်တို့သိပြီပေါ့။ဒီအချိန်မိုးချိုးပြတ်တဲ့ညလိုအသက်ကြားလိုက်ရပြီးတော့ထမင်ကြီးတွေစီကိုအလေးလုံးကြီးတစ်လုံးကဝင်ချသွားတယ်ဗျ။ အလေးလုံးကြီးကထမင်းတွေပြက်နေတဲ့ကောင်းငင်မှာပောက်ကွဲထွက်ကုန်ပြီးတော့အထက်ကနေမိုးချိုးဆက်ကွင်းလိုဆက်ကွင်းတွေထွက်လာပြီးထမင်းကြီးတွေကိုတတိုင်းတိုင်းနဲ့ထိကုန်တယ်။ထမင်းကြီးတွေကအပိုင်းပိုင်းပြက်ပြီးမြေပေါ်ကိုပြုတ်ကျလာခဲ့တယ်။ပြစ်လိုက်တဲ့လူကိုလှည့်ကြည့်လိုက်တော့ပို့အုပ်ဘာကြီးဖြစ်နေတယ်ဗျ။ထိတ်ထအမျက်ထပြီးဘဘဆရာဘဘလိုက်လာခဲ့လား။ဟုတ်တယ်တမီးဘဘဘိုးဘိုးကြီးဒိဗဆီကနေဒီပောက်ကရဆက်အိမ်ကြီးတိဆောက်ပုံနဲ့ပက်နက်တွေအကြောင်း ဆန်အင်ကြီးရဲ့တောကြတွေအကြောင်းကိုသိခဲ့ရပြီတမီးရဲ့ဒီဆန်အင်ကြီးကိုဘယ်လိုဖြတ်စည်းရမလဲဆိုတဲ့အချက်ကိုလည်းနားလည်ခဲ့ပြီနေပါဦးဗျဘိုးဘိုးကြီးဦးတိတ်ပါဆိုတော့အဘကြီးကဟုတ်ပါတယ်အဘကဦးတိတ်ပါရဲ့မြစ်တော်ဆက်ပါတယ်တွေးတာရင်တော့မဟုတ်ဘူးပေါ့ပညာအမွေခံနေသူပါကျို့တို့စကားပြောနေတော့မှကောင်းကင်ကနေအဝိဇ္ဇာရှေ့ရှေ့ကြီးတစ်ခု ပြန်လာတယ်ဗျဒီအဝိဇ္ဇာကြီးကကျို့တို့အရှိအမြင်မှာကြပြီးလေဝင်မှွင့်သူလို့ဖြစ်သွားတယ် ပြီးတော့မှအထက်ရနေဥစိတ်တကြီးထွက်လာပါရောဒီအဝတ်ကဥစိတ်တကြီးဝတ်တဲ့တောင်ရှိပစိုးကြီးဗျလက်ဆက်သက်တော့လူဟောင်းတွေလာပြန်တွေ့နေတာကိုမေဘာလာလောက်တာလဲမိတ္တကျောက်ဒီယိုလာတာဆရာကြီးဥသိပ္ပရဲ့နောက်ဆုံးဆန္ဒကိုဖြစ်စီပေးခြင်းလို့လာခဲ့တာပဲပြောစမ်းပါဦးကွာအကိုရဲ့ဆန္ဒကဘာများလဲအဲ့ဒီပောက်ကရဆက်အိမ်ကြီးကိုဖြစ်စီပြဖို့ပဲပရိသတ်များရှေ့စုံတီကြီး ဥပဒါနဲ့ ပေါကရဆက်အိဇလန်အပိုင်းနှစ်ကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို။ဆာရင်စီကအကဆောက်လဲကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင်။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစိထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။